။ဦးစင်းကိုတိလို့ရင်းနဲ့ကောမမမေကွန်းတွေမေးကြတာရှိပါတယ်။တချို့မေကွန်းတွေကြတော့လည်းပဲဦးစင်းမတွေ့လိုက်မမြင်လိုက်ပဲနဲ့ကြော်သွားတာတွေရှိတယ်ပေါ့။တချို့မေကွန်းတွေကြတော့လည်းဦးစင်းတွေ့ပါတယ်မြင်ပါတယ်။သို့တော်လည်းပဲအဲ့ဒီတွေ့မြင်တဲ့မေကွန်းတိုင်းကိုဦးစင်းမဖြေပါဘူးဖြေလို့ အစင်မပြေတဲ့မိကွန်းတွေရှိတယ်ပေါ့အဲ့ဒီမိကွန်းတွေကိုဥစဉ်မဖြေဘူးဖြေလို့အစင်ပြေတဲ့မိကွန်းတွေကိုပဲဥစဉ်ဖြေပေးပါတယ်အဲ့ဒီဖြေလို့အစင်ပြေတဲ့မိကွန်းတွေမှာတောင်မှတချို့တော့မိကွန်းတွေကြတော့ဥစဉ်တခါတည်းစာရေးပြီးတော့ပြန်ဖြေပေးလိုက်တယ်တချို့မိကွန်းတွေကြတော့ဥစဉ်ဗီဒီယိုဖိုင်လေးတွေလုတ်ပြီးတော့ဖြေတယ်ပေါ့မိကွန်းတိုင်းကိုတော့ဥစဉ် ဗီဒီယိုဖိုင် မလုပ်နိုင်ပါဘူးလုပ်ဖို့အဆင်မပြေဘူးပေါ့ဘူတုဒတိုးပွားစီမဲ့အများအတွက်ဘူတုဒရစီမဲ့မိကွန်းဦးစင်းကိုတိုင်ကလည်းသဘောကျနှစ်သက်တဲ့မိကွန်းမျိုးဆိုလို့ရှိရင်တော့ဒါဦးစင်းဗီဒီယိုဖိုင်လေးလုပ်ပြီးတော့ဖြည့်ပေးပါအခုဒီမှာလည်းပဲဦးစင်းသဘောကျနှစ်သက်တဲ့အများအတွက်ဘူတုဒတိုးပွားစီမဲ့မိကွန်းတစ်ခုကိုဖြည့်ပေးမှဖြစ်ပါတယ် သူမေးထားတာကဖုံဖုံဖေရတဲ့တပည့်တော်တို့ရွာကဘုံကြီးเจ้าမှာကလှုပ်အားပေးသူအလူတို့ဆိုရင်ဖနက်ကြောင်းဝန်တဲ့တိစီးနေရပါတယ်ဖေရအဲ့ဒါအပြစ်ဖြစ်လာဖေရသိကျင်ပါတယ်ဖေရသူကအပြစ်ဖြစ်လာမဖြစ်လာသိကျင်တယ်ပေါ့အဲ့တော့ဥစဉ်ကအပြစ်ဖြစ်တယ်လို့လည်းမဖြေဘူးအပြစ်မဖြစ်ဘူးလို့လည်းမဖြေဘူး ဘလို့ဖြစ်မလဲဆိုတော့ဆရာတော်ကြီးများမိတ်ကြတဲ့စကားလေးတွေကိုပဲဦးစင်ကပြန်ပြီးတော့မျှဝေပြောပြပေးမှဖြစ်ပါဦးစင်တို့နယ်ပတ်ဦးစင်တို့ရွာပတ်ဘုန်းကြီးចောင်းတွေမှာလည်းပဲဒါចောင်းဝိုင်းထဲမှာဖက်နှက်မစီရပါဘူးရှိရှိလုံတော်မူသွားပြီးဖြစ်ကြတဲ့ဆရာတော်ကြီးများလက်ထက်ခတဲ့ကနေပြီးတော့အခုချိန်ထိပေါ့ ဒါဂါရဝတရားထားပြီးတော့ဖနက်စည်းခြင်းအမှုကိုမပြုကြဘူးပေါ့အလူတန်းရှိရှိ မရှိရှိလောက်အပ်ပြီးရှိရှိမရှိရှိဖနက်မစည်းပါဘူးတာမဏိများယဟန်တော်များဆရာတော်များက လွယ်ရင်ကျန်တဲ့ပုဂ္ဂိုလ်တွေဒါဖနက်မစည်းကြပါအခုဒီမှာကဥစဉ်တို့နဲ့မတူတာကဘာလဲဆိုတော့တပိတ္တတို့ရွာကတဲ့ ဘုန်းကြီးเจ้าမှာကလှုပ်အားပေးတို့အလူတို့ဆိုရင်တဲ့ဖနှက်ចောင်းဝန်ထဲတီစီးနေရတယ်ဗျာဒါတော့နည်းနည်းထူးဆန်းတယ်ပေါ့နော်အလူတန်းရှိတဲ့အခါမျိုးပြီးတော့လှုပ်အားပေးတီရှိတဲ့အခါမျိုးမှာစီးခွင့်ဒါចောင်းတိုက်ကဆရာတော်ကစီးခွင့်ပြီးတယ်ဆိုတဲ့သဘောပေါ့ဒါစီးခွင့်ပြီးလို့လည်းပဲစီးလို့ရတာပေါ့အဲ့ဒါ तू ကအပြစ်ဖြစ်လားမဖြစ်လား तू ကသိကျင်တယ်တဲ့ စီဒီရင်ပြင်မှာဒါဖနက်စီးတာဆိုရင်တော့တေချာပေါက်ပြောလို့ရတယ်ပေါ့အပြစ်ဖြစ်တယ်။ဘာပြစ်လို့လဲဆိုတော့ဗိမိတာရမင်းကြီးကိုဒါတာရကထားပြီးတော့ပြောလို့ရတယ်ဗိမိတာရမင်းကြီးခြေပေါ်ကဓာခွဲခံရခြင်း အကြောင်းနှစ်ချက်ရှိတယ်။အဲ့ဒါကဘာလဲဆိုရင်နံပါတ်1က စီဒီရင်ပြင်ပေါ်မှာတဲ့ဖနက်စီပြီးတော့သွားမိလို့နံပါတ်1ချက်နံပါတ်2ချက်ကရဟန်းတန်ဃာတော်များအတွက်ခင်းထားတဲ့ကော်စောဖျာအစရှိတဲ့ဒီအခင်းပေါ်မှာဖနက်စီတာတော့မဟုတ်ဘူးပြကြံနေတဲ့ခြေောက်နဲ့တက်နေလို့တဲ့ဒီအကြောင်း အချက်2ချက်ကြောင့်ဒါချီပွား ဓာခွဲခံရတယ်လို့ဒါဥစဉ်တို့ဒီလိုမှတ်သားရတယ်ပေါ့အဲ့တော့တေချာတာတကူကတော့စီတီရင်ပြင်မှာကတော့ဒါလုံးဝစီးကိုမစီးတဲ့နာစီးကိုမစီးအပ်တာဒါစီးတယ်ဆိုလို့ရှိရင်တော့ဒါဂါရဝတရားဒါတော်တော်မရှိတာပဲအဲ့တော့ဘုန်းကြီးကျောင်းဝိုင်းတွေမှာကြာတော့စီးတဲ့နေရာစီးကြတယ်မစီးတဲ့နေရာမစီးကြဘူးပေါ့အထူးသဖြင့်ဥစဉ်တို့ ရွာဒီရွာဒီမှာဆိုလို့ရှိရင်ကြောင်ဝိုင်းတွေမှာဖဏတ်မစီကြဘူး။အော်မြို့ကျောင်းမှာကြာတော့မြို့ကျောင်းတွေမှာကြာတော့ဦးစင်းတို့အများစုပဋိဌာကြည့်တဲ့အခါကျတော့ကြောင်ဝိုင်းထဲမှာဖဏတ်စီခွင့်ရကြတယ်။အဲ့တော့ဖဏတ်စီခြင်းကြောင်ဝိုင်းထဲမှာဖဏတ်စီခြင်းဟာအပြစ်ဖြစ်လားမဖြစ်လားဆိုတာကတော့ဒါဦးစင်းတို့ဆရာတော်ကြီးများမိတ်ကြားတာကိုဦးစင်းတို့နားထောင်ကြည့်ရမယ်ပေါ့။ စီဒီယင်ပြင်းတို့ဖရာကြောင်းဝိုင်းတဲတို့ဆိုတာဖနက်မစည်းတင်ဘူးမစည်းအပ်ဘူးမစည်းကောင်းဘူးလို့ဒါရှေ့ရှေ့ဆရာတော်များကဆုံးမဩဝါဒပေးခဲ့ကြတဲ့အတွက်ကြောင့်မို့လို့ဒါစီဒီယင်ပြင်းမှာရောဘုန်းကြီးကြောင်းဝိုင်းတွေမှာပါဖနက်မစည်းကြဘူးပေါ့ဟောတချို့ကြတော့ဒီလိုဒီလိုအကြောင်းကြောက်တော့ဒါကြောင်းဝိုင်းထဲမှာ စီးတဲ့နဲ့ဆိုပြီးတော့ဒါအကြောင်းဝိုင်းတွေမှာစီကွင်ပေးတာလည်းရှိတယ်ပေါ့အဲ့တော့ဦးစင်းကဗာပြောခြင်းလဲဆိုတော့ဦးစင်းမှတ်သားပူတာလေးပေါ့မစိုးရင်ကြောင်းတိုက်ဆရာတော်ဘုရားကြီးအဲ့ဒီဆရာတော်ဘုရားကြီးရဲ့ကြောင်းမှာကြောင်းသားတယောက်ကဆရာတော်ဘုရားကိုရှောက်တယ်တဲ့ဆရာတော်ဘုရားတဲ့ တပည့်တော်ရဲ့ကျမ်းမာရေးအရာပေါ့ကျမ်းမာရေးအတွက်ကျောင်းဝိုင်းထဲမှာဖနက်စည်းခွင့်ပေးပါလို့တောင်းတယ်အဲ့တော့ဆရာတော်ဘုရားကဘာပြောလဲဆိုတော့မင်းကစီးပါလို့လည်းမပြောမစီးနဲ့လို့လည်းမပြောဘူးတဲ့မင်းဘာသာမင်းအပြစ်မကြောက်ရင်တော့စီးတဲ့သူကဒီလိုပြောတယ်စီးပါလို့လည်းမပြောဘူးမစီးနဲ့လို့လည်းမပြောဘူးအပြစ်မကြောက်ရင်တော့စီးတဲ့ဘာဖြစ်လို့လဲဆိုတော့ရှေ့ရှေ့ဆရာတော်များက တချို့လဲမစည်းနဲ့လို့မစည်းသင့်ဘူးလို့ဩဝါဒပေးခဲ့တယ်တချို့ကလဲဒီလိုဒီကြောင်းကြောင်းစည်းသင့်တယ်လို့ပြောကြတယ်ပေါ့အယူဆကတော့မတူဘူးပေါ့ဘုန်းကြီးကျောင်းဝတ်တဲမှာခဏစည်းကောင်းပါတယ်ဆိုတဲ့အယူဆကမှန်တယ်ဆိုလို့ရှိရင်တော့ဒါမင်းစည်းတဲ့အခါမှာအပြစ်မရှိဘူးအကြောင်းမဟုတ်ဘူးပေါ့ကွာ ဟိုရင်းချောင်းဝိုင်းတဲ့မှာဖနက်မစည်းအပ်ဘူးမစည်းကောင်းဘူးမစည်းသင့်ဘူးဆိုတဲ့အယူဆကမှန်နေတယ်ဆိုလို့ရှိရင်တော့ဒါမင်းကဖနက်စည်းမယ်ဆိုလို့ရှိရင်တော့ဒါမင်းအပြစ်ကတော့မတွေးဝင်းစရာပေါ့ငါတို့ဒီကြောင်းတိုက်ကိုကြောင်းတကာတွေလာတဲ့ခါမှာဖနက်မပြောနဲ့တဲ့ကားတော်မှဒီကြောင်းဝန်းတဲ့အထိမစည်းဘူးအပြစ်မှာရက်ထားခဲ့ပြီးတော့ဖနက်မပါဘဲနဲ့ချီပလာနဲ့လာတယ် ကျမ်းမာရေးကြောင့်မင်းကစီးမယ်ဆိုလို့ရှိရင်ဒီဖနက်လေးမစီးလိုက်တာနဲ့ကျမ်းမာရေးဟာအကြီးကျယ်ကြီးမထိခိုက်သွားနိုင်ပါဘူးအဲ့တော့ဆရာတော်ဘုရားရဲ့မစိုးရင်တိုက်တဲ့ဆရာတော်ဘုရားကြီးရဲ့စကားမှတ်သားစရာကမစီးနဲ့လို့လည်းမပြောဘူးဟာလားစီးလို့လည်းမပြောဘူးအပြစ်မကြောက်ရင်တော့စီးစီးလို့ရတယ်ဆိုတဲ့အယူဆရှိတယ်စီးလို့မရဘူးဆိုတဲ့အယူဆလည်းရှိတယ်ပေါ့အဲ့တော့ဒါဆရာတော်ဘုရားကြီးရဲ့မှတ်သားစရာ စကားတရက်ပေါ့။နောက်ဒီမစိုးရင်ဆရာတော်ဘုရားကြီးကပဲဒကာကြီးတယောက်ကမေးလျှောက်ဘူးတဲ့။ဆရာတော်ဘုရားတဲ့။ဘုရားဝန်ထဲမှာဖနက်မစည်းကောင်းဘူးဆိုတာဘသူကအမိတ်ထုတ်တာလဲဘုရား။ဆရာတော်ဘုရားကမဆိုင်မတော့ဘဲနဲ့ဖြေလိုက်တယ်တဲ့ဘသူကအမိတ်ထုတ်ရမလဲတဲ့ကုသိုလ်စိတ်ကအမိတ်ထုတ်တာပေါ့ ဲ့တော့ဒကာကရက်မနေဘူးဆက်ပြီးတော့မေးတယ်တဲ့ဆရာတော်ဘုရားတဲ့ဒီကြောင်းအဲဒီဘုရားဝိုင်းကိုဝိုင်းခတ်ထားတဲ့ဂောဘကတရားအမိထုတ်တာမဟုတ်ဘူးလားတဲ့မဟုတ်ပါဘူးတဲ့ကုသိုလ်စိတ်ကအမိထုတ်တာပါမင်းမကုသိုလ်စိတ်ရှိတယ်ဆိုလို့ရှိရင်ဒကာကြီးမင်းမဘုရားပေါ်မှာယုံတည်မှုရှိတယ်ကုသိုလ်စိတ်ရှိတယ်ဆိုလို့ရှိရင် ိုးအဝေးကလေးကဘုရားကိုမြင်ကလေးကဘုရားကြောင်းဝိုင်းထဲမှာပြောနေကြောင်းဝိုင်းအပြင်ကလေးကမင်းဖနှက်ချွတ်မယ်ဘုရားကိုအယူသေးပေးမယ်ယူသေးတဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်အမိထုတ်တော့မထုတ်တော့မစည်းရဘူးလို့ထုတ်တည်ပဲဖြစ်စေစည်းရတယ်လို့ထုတ်တည်ပဲဖြစ်စေမင်းရတကယ်ဘုရားပေါ်မှာယူသေးတယ်လေးစားတယ်ဆိုလို့ရှိရင်မျက်နှိုးတယ်တံမိုးထားတယ်ဆိုရင်ဘုရားကိုမြင်ကလေးကမင်းဖနှက်ချွတ်မှာတေချာတယ် အေးမင်းကဂါရဝတရားမရှိဘူးဖះပေါ်မှာယုတ်တည်မှု မရှိဘူးလေးစားမှုမရှိဘူးဆိုလို့ရှိရင်ဘလောက်ပဲအမိတ်ထုတ်ထုတ်ဖះဝိုင်းတယ်မဟုတ်ပါဘူးဖះရင်ပြင်ပေါ်ရောဖះပလင်ပေါ်ပါမင်းဖနှက်စီပြီးတော့တတ်မှာပဲတဲ့ဆရာတော်ကအဲ့ဒီလိုမိတ်ကြတော့တခါကဗာပြီးတော့ဗာပြန်ပြောလဲဆိုတော့မမဗျာတဲ့တပိတော့ဖះပေါ်မှာဂါရဝတရားရှိပါတယ်ဗျာကုသိုလ်စိတ်ရှိပါတယ် ဒီလိုပြန်ပြီးတော့ရှောက်တယ်ပေါ့အဲ့တော့မှတ်သားစရာကတော့ဟာလားမစီရဘူးလို့အမိထုတ်တာကတော့ဒါကုသိုလ်စိတ်ကအမိထုတ်တယ်ဆိုတဲ့ဒီစကားဟာဒါမှတ်သားစရာကောင်းပါလားအဲ့တော့တချို့နေရာတွေကြတော့မစီရဘူးလို့အမိတ်ထုတ်ထားတယ်ပေါ့။အကြောင်းတိုက်ထဲမှာမစီရဘူးလို့ဆရာတော်များကနေပြီးတော့ဩဝါဒပေးပြီးတော့ဒါမစီခိုင်းဘူးပေါ့။တချို့နေရာတွေကြတော့စီကြဟိစီ။ဒါမှမင်းတို့၆တော့ အပေနဲ့ចောင်းပေါ်မရောက်မှာပေါ့တန်ကိကပစ္စည်းတွေဒါပြပြရေးရေးမဖြစ်မှာပေါ့ဒါဒီလိုပြောတယ်ပေါ့အဲ့တော့ဦးစင်းတို့ဒါတတိထာရမှာကစီးကွင်ပေးလို့စီးတဲ့နေရာမှာလည်းပဲဩတို့ဟာចောင်းပေါ်တက်တဲ့အခါမှာခြတော့အပေအရေးမဖြစ်အောင်စီးတယ်ဆိုတဲ့ဒီလိုအတိလေးနဲ့ကာရဝတရားမရှိတာမျိုးမဟုတ်ပဲနဲ့ចောင်းပေါ်တက်တဲ့အခါမှာတန်ကိကပစ္စည်းတွေမပေးမရေးအောင် ဖနက်စီးတယ်ဆိုတဲ့ဒီလိုအတိလေးနဲ့ဒါစီးဖို့လိုအပ်တယ်ဗောအဲမစီးရဘူးဆိုတဲ့နေရာမှာလည်းပဲမစီးရလို့အမိတ်ထားအမိတ်ထုတ်ထားလို့မစီးတာပဲဖြစ်ဖြစ်ကိုကိုတိုင်ကအတိတရားနဲ့တတိထားပြီးတော့ဂါတဝတရားရှိလို့မစီးတာပဲဖြစ်ဖြစ်ပေါ့မစီးတဲ့နေရာမှာလည်းပဲဟလာဖနက်မစီးတဲ့အတွက်ကြောင့်မလို့ခြေတော့ကပေးမယ်အဲ့တော့အဲ့ဒီအပေအတိုင်းကြောင်းပေါ့တန်ကိကဟလာကြောင်းပေါ့မတက်မိအောင် တခြားစီဒီဆိုလဲစီဒီပေါ့ဓမ္မယုံဆိုလဲဓမ္မယုံပေါ့အဲ့ဒီလိုအပေါ်ဒီမှာဖန်းနဲ့ချွတ်ပြီးတော့လာတဲ့အတွက်ကြောင့်မလို့ပေတဲ့ချက်တောင်းနဲ့မတက်မိအောင်ဒါချက်တောက်ကိုစီကျော်တုတ်တင်ပြီးတော့ဒါတက်ဖို့အတိတတိရှိဖို့ဒါလိုအပ်ပါတယ်ဒါကိုတော့ဒါသတိထားရမယ်ပေါ့အဲ့တော့ဒီမှာမေကွန်းရှင်မေးထားတဲ့ဟလာကျောင်းဝိုင်းထဲမှာဖနက်စီတာအပြစ်ဖြစ်လားမဖြစ်လားဆိုတာကတော့ကိုပိုင်ညာနဲ့ကိုဘသာကိုပဲ ဆုံးဖြတ်ပါလို့ဦးစင်းကနေပြီးတော့ပြောကြလိုက်ပါတယ်ဖြေကြလိုက်ပါတယ်ကဲအားလုံးကိုစိတ်နဲ့ပြအစင်သာဝရကျမ်းမှချမ်းသာကြ၍ကောင်းကျိုးချမ်းသာ ကောင်းကျိုးလူရာဆန္ဒမှန်သမျှပြည့်ဝပိုင်ဆိုင်နိုင်ကြပါစေ။